မင်္ဂလာပါကျွန်တော်တို့နေထိုင်တဲ့ကဘာမှာလူတွေဖန်တီးထားတဲ့ဘာသာတရားဆိုတာအမျိုးမျိုးရှိပါတယ်အဲ့ဒီဘာသာတရားတွေကိုတက်ဝေယုံကြည်သူတွေကိုဘာသာရှိလို့ခေါ်ပြီးမယုံကြည်မကိုးကွယ်မစိတ်ကတ်တဲ့သူတွေလည်းရှိပါတယ်အဲ့ဒါနဲ့ပဲဘာသာရှိဘာသာမဲဆိုပြီးအုပ်စုတွေကွဲလာပါတယ်ဒီဗီဒီယိုမှာပြောမှာကဘာသာတရားမယုံကြည်တဲ့သူတွေအကြောင်းပါဘာသာမဲလို့ပဲဆိုပါစို့ ဘာသာမဲဆိုတာဖရာသခင်ဒါမှမဟုတ်ဘာသာရေးဆိုင်ရာအစွမ်းသတ္တိတွေကိုမယုံကြည်တဲ့သူတွေကိုဆွလို့ပါတယ်သူတို့ဟာကိုယ်ကွယ်မှုမရှိတဲ့အတွက်ဘာသာရေးထုံးတန်းစင်လာတွေကိုမလိုက်နာကြပါဘူးဒါဆိုဘာသာမဲတယောက်ရဲ့အခြေအနေကဘလို့ရှိမလဲဆိုတာဝေဖန်သုံးသပ်ကြည့်အောင်ပါပါလာမဲ့တွေဟာပါလာရေးဆိုင်ရာကန့်သက်ချက်တွေစီမင်းစည်းကမ်းတွေအောက်မှာမရှိတဲ့အတွက် အတွေ့အခေါ်ပိုင်းမှာပိုပြီးလွတ်လပ်ပါတယ်သူတို့ဟာကိုပိုင်ကျင့်ဝတ်နဲ့စမ်းနှုံးတွေကိုတည်ဆောက်ပြီးဘဝကိုဖျက်ဆီးကြပါတယ်ဘာသာမဲ့အများစုဟာစိတ်ပန်နိကြအထောက်အထားတွေနဲ့စင်ကျင်တုံတရားကိုအလေးထားကြပါတယ်ကဘာကြီးနဲ့ဘဝရဲ့ဖြစ်တည်မှုကိုစိတ်ပန်နိကြရှုထောင့်ကနေလေ့လာကြပြီးအဖြေရှာကြပါတယ်ပါလာမဲတွေဟာဖရာသခင်ဒါမှမဟုတ်နတ်ဖရာတွေရဲ့ဆုံးဖြတ်ချက်အပေါ်အခြေခံတာမျိုးမရှိပဲမိမိကိုယ်တိုင်ရဲ့လောက်ရက်တွေအပေါ် ပို့ပြီးတာဝန်ယူတတ်ကြပါလေ။ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်။မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ဆိုတာကိုကိုယ်တိုင်ရဲ့အလုပ်ဆောင်ချက်နဲ့ဆုံးဖြတ်တတ်ကြပါလေ။ဘာသာမဲ့တွေဟာဘာသာရေးဆံရာခွဲခြားမှုတွေမရှိတဲ့အတွက်ဘာသာမတူသူတွေနဲ့ပုံမပွင့်လင်းစွာဆက်ဆံနိုင်ပြီးဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးကိုအားပေးတတ်ကြပါတယ် ဒါပေမဲ့ဘာသာမဲ့တွေအတွက်စိန်ခေါ်မှုတွေတော့ရှိပါတယ်။အဲ့ဒါဘာတွေလဲဆိုတော့ဘာသာရေးကိုအလေးထားတဲ့လူအဖွဲ့အစည်းတွေမှာဘာသာမဲ့တွေဟာတခါတည်းရန် ဖဲကျင်ခံရတာမျိုးဒါမှမဟုတ် နားလည်မှုလွဲမှားခံရတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ဘာသာမဲ့တွေမှာ ိုကျင့်တရားဆန်ရဇန်နှုံးတွေမရှိဘူးလို့တချို့လူတွေကထင်မြင်တတ်ကြပါတယ်တကယ်တော့ဗာရာမဲတွေဟာလဲလူမှုရေးဆန်ရကိုကျင့်တရားနဲ့လူကျင့်ဝတ်တွေကိုအခြေခံပြီးဘဝကိုဖျက်ဆီးကြတာပါပဲဘုရားသခင်ကချမှတ်ထားတဲ့စင်းမြင့်တွေမရှိဘဲလူသားဆန်တဲ့ဇာနာမှုနဲ့စင်ကျင်တုံတရားအဖို့အခြေခံပြီးကိုကျင့်တရားကိုကျင့်သုံးကြပါတယ်ဗာရာမဲတချို့ဟာဘုရားသခင် ဒါမှမဟုတ်ဘာသာရေးကဘေးတဲ့ဘဝရဲ့အတိတ်ပဲကိုရှာမတွေ့တဲ့အခါမှာဟာတာတာဖြစ်တာမျိုးဒါမှမဟုတ်စိတ်တက်ကြတာမျိုးတွေရှိတတ်ပါတယ်။ဒါပေမဲ့လည်းသူတို့ဟာဘဝရဲ့အတိတ်ပဲကိုကိုယ်တိုင်ရှာဖွေဖန်တီးကြပြီးပုဂ္ဂိုလ်ရေးဆိုင်ရာကြီးထွားမှုကိုအားပေးကြပါတယ်။ဘာသာရေးအတိုက်အဝန်းတွေလိုမျိုးစုစည်းမှုအားကောင်းတဲ့အတိုက်အဝန်းမျိုးဘာသာမဲ့တွေမှာမရှိတာကြောင့်တဦးချင်းစီအနေနဲ့တခါတည်းရန်မှာအထီးကျန်တယ်လို့မျိုးခံစားရနိုင်ပါတယ်။ဘာသာမဲ့တရားရဲ့အခြေအနေဟာလူတူဦးချင်း င်းစီရဲ့အတွေးအခေါ်ပဝန်းကျင်တဲ့နေထိုင်ရာယဉ်ကျေးမှုအပေါ်မူတည်ပြီး꽌ပြနိုင်ပါတယ်။ဘာသာမဲ့ဖြစ်ချင်းကအာသာချက်တွေရှိသလိုစင်ခေါ်မှုတွေလည်းရှိနိုင်ပါတယ်။အရေးအကြီးဆုံးကတော့လူတိုင်းဟာဘာသာရေးယုံကြည်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအတူရှင်တွဲနေထိုင်နိုင်ပြီးတဦးနဲ့တဦးလေးစားနားလည်မှုရှိဖို့ပဲဖြစ်ပါတယ်။ဘာသာတရားလုံးဝမရှိဘဲကိစ္စတိုင်းပြီးမြောက်နိုင်မလားမပြီးမြောက်ဘဲရှိမလားဆိုတဲ့အချက်ကိုဆက်လက်ပြီးတော့ဆွေးနွေးပါမယ်။ ဘာသာတရားမရှိဘဲကိစ္စတိုင်းပြင်းမြောက်နိုင်ပါတယ်။ဘာသာတရားဆိုတာလူတဦးချင်းစီရဲ့ယုံကြည်မှုနဲ့ဘဝနေထိုင်မှုပုံစံကိုလွှမ်းမိုးနိုင်ပေမဲ့ကိစ္စရက်တိုင်းကိုပြင်းမြောက်အောင်ဆောင်ရွက်နိုင်စွမ်းကိုတော့တိုက်ရိုက်သတ်မှတ်တာမျိုးမရှိပါဘူး။ဘာသာမဲ့တွေဟာလဲဘာသာတရားကိုကိုးကွယ်ယုံကြည်သူတွေနှီးသူအလုံးလုံးနိုင်ပါတယ်။ပညာသင်နိုင်ပါတယ်။တီထွင်ဖန်တီးနိုင်ပါတယ်။ဗရိုက်တာလုပ်ငန်းတွေလည်းလုပ်နိုင်ပါတယ်။လူအဖွဲ့အစည်းအတွက်လည်းအကျိုးပြုနိုင်ပါတယ်။ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါတယ်။အောင် င်မြင်မှုတွေလည်းရယူနိုင်တယ်လို့ဘန်းတိုင်တွေလည်းချက်မှတ်ပြီးအကောင့်အထည်ဖော်နိုင်ကြပါတယ်ဒီအချက်တွေကိုထောက်ရှုပြီးတော့ဘာသာတရားမရှိဘဲကိစ္စရက်တွေဘယ်လိုပြင်းမြောက်နိုင်တယ်လဲဆိုတာကြည့်ရအောင်ပါဘာသာမဲ့တွေဟာဘာသာရေးကချက်မှတ်ထားတဲ့ကိုကျင့်တရားစည်းမျဉ်းတွေမရှိပေမဲ့လူကျင့်ဝတ်စာနာမှုနဲ့စင်ကျင်တုံတရားအပေါ်အခြေခံပြီးဘဝကိုဖျက်ဆီးကြပါတယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချက်မှတ်နိုင်ပြီးကောင်းမွန်တဲ့လုပ်ရက်တွေလှုပ်ဆောင်နိုင်ပါတယ်ဒါတွေဟာကိစ္စရက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့အရေးကြီးတဲ့အ ခြေခံအုတ်မြစ်တွေပါပဲ။ဘာသာမဲ့အများစုဟာစိတ်ပံပညာနဲ့အသိပညာကိုတန်ဖိုးထားကြပါတယ်။ပြဿနာတွေကိုသိပ်ပံနိကြစင်ကျင်တုံတရားနဲ့ဖြေရှင်းတတ်ကြပါတယ်။သူတည်နေတာပြူတာသင်ယူတာနဲ့လက်တွေ့ကြကြစဉ်းစားတာတွေဟာဘယ်လိုကိစ္စမျိုးကိုမဆိုပြည့်မြောက်ဖို့အတွက်အဓိကသော့ချက်ဖြစ်ပါတယ်။ဘာသာမဲ့တွေဟာဘာသာရေးဆိုင်ရာဆွလက်တွေငရေဘုံနိဗ္ဗာန်စတာတွေအပေါ်မူတည်ပြီးဘဝကိုဖြတ်သန်းတာမျိုးမဟုတ်ပဲကိုယ်ပိုင်လှုံ့ဆော်မှုရင်မှန်းချက်နဲ့ကိုယ်ပိုင်တိုးတက်မှုတွေအပေါ် အာယုံစိုက်ကြပါတယ်။ဒါဟာအောင်မြင်မှုတွေရရှိဖို့အတွက်အင်အားတစ်ခု ဖြစ်ပါတယ်။လူသားတွေဟာအတိုက်အဝန်းနဲ့နေထိုင်ပြီးအချင်းချင်းပူပေါင်းဆောင်ရွက်ကြပါတယ်။ဘာသာရေးယုံကြည်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလူမှုဆက်ဆံရေးကောင်းမွန်တာနဲ့ပူပေါင်းဆောင်ရွက်တာဟာကိစ္စရပ်တွေကိုပြင်းမြောက်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။လူအဖွဲ့အစည်းတိုင်းမှာဥပဒေတွေနဲ့စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ဘာသာတရားကိုမယုံကြည်သူတွေဟာလည်းဒီဥပဒေတွေနဲ့စည်းမျဉ်းတွေကိုလိုက်နာပြီးလူမှုဘဝကိုဖျက်ဆီးကြပါတယ်။ဒါကြောင့် ရှုပ်ထွေးတဲ့လူအဖွဲ့အစည်းစနစ်ထဲမှာကိစ္စရက်တွေကိုချောမွေစွာပြင်းမြအောင်လှုပ်ဆောင်နိုင်ပါတယ်လူတယောက်ရဲ့ဘာသာရေးယုံကြည်မှုရှိခြင်းမရှိခြင်းကသူတို့ရဲ့စွမ်းဆောင်ရည်ညာရင်ညာသွေး ကျူးစာအထုံမှုနဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုတက်ရိုက်မထိခိုက်ပါဘူး။ကမ္ဘာပေါ်မှာဘာသာမဲ့သိပ္ပံပညာရှင်တွေ၊စီးပွားရေးသမားတွေ၊အမှုပညာရှင်တွေ၊နိုင်ငံရေးသမားတွေနဲ့တခြားနယ်ပယ်အသီးသီးကအောင်မြင်ကြောကြားတဲ့ပုံကူများစွာရှိခဲ့ပြီးရှိနေသေးပါပဲ။ဒါကြောင့်ဘာသာတရားမရှိဘဲကိစ္စတိုင်းကိုအလုံးဝပြည့်မြောက်နိုင်တယ်လို့ပြောနိုင်ပါတယ်။ဘာသာတရားတွေရဲ့မာယဉ်မှုနဲ့မှန်ကန်မှုကိုဘယ်လိုဝေဖန် ိုင်းခြားရမလဲဘာသာမဲ့ချင်းနဲ့ဘာသာရှိချင်းတို့တဲ့ကဘယ်ဟာပိုကောင်းလဲဆိုတာကိုဝေဖန်သုံးသပ်ပြီးအကြံဉာဏ်တွေပေးသွားပါမယ်ဘာသာတရားတစ်ခုရဲ့အမှန်အမှန်ကိုဝေဖန်ပိုင်းခြားဖို့ဆိုတာအလွန်ရှုပ်ထွေးတဲ့ကိစ္စရက်တစ်ခုပါဘာသာရေးဆိုတာယုံကြည်မှုနဲ့သက်ဆိုင်တဲ့အတွက်စိတ်ပန်နိကြသက်တည်ပြလို့မရတာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အဆင့်၄ဆင့်ခွဲပြီးတော့ပြောရအောင်ပါနံပါတ်၁ကတော့ကိုကျင်တရားနဲ့လူကျင်းဝတ်ပါဘာသာတရားတစ်ခုကလူအဖွဲ့အစည်းအပေါ်ဘယ်လိုကော ောင်ကျိုးဆိုးကျိုးတွေပြီးလဲဆိုတာစဉ်းစားရပါမယ်လူသားချင်းစာနာမှုလေးစားမှုတရားမျှတမှုနဲ့ငြိမ်းချမ်းရေးကိုအားပေးပါသလားခွဲခြားဆက်ဆံမှုအကြမ်းဖက်မှု ဖိနှိပ်မှုတွေကိုအားပေးပါသလားဘာသာတရားရဲ့ကိုကျင့်တရားဆန်ရာတုံတင်ချက်တွေဟာယုတ်တိရှိရလားလက်တွေ့ဘဝနဲ့လည်လျောညီထွေမှုဖြစ်ရလားဆိုတာစဉ်းစားရပါမယ်ဒုတိယအဆင့်ကသိပ်ပံနည်းကြအထောက်ထားပါဘာသာတရားရဲ့အယူအဆတွေကခိုင်မာတဲ့သိပ်ပံနည်းကြအထောက်ထားတွေနဲ့ဆန့်ကျင်နေလားဆိုတာကြည့်ရပါမယ်ဥပမာကဘာကြီးရဲ့သ that there တက်ရှိတွေရဲ့စင်ကဲပြောင်းလဲမှုစတာတွေနဲ့ပတ်သက်တဲ့ဘာသာရေးအယူအဆတွေဟာတိုက်ပံနေကြအထောက်ထားတွေနဲ့ကိုက်ညီမှုရှိမရှိဆိုတာစဉ်းစားရပါမယ်။ဘာသာတရားတွေမှာဖော်ပြထားတဲ့တဘာဝလွန်ဖြစ်ရက်တွေဥပမာရေကိုဝိုင်းအဖြစ်ပြောင်းလဲတာဟာလက်တွေ့ကျကျဖြစ်နိုင်ပါမလား။ဒါမှမဟုတ်ယုံကြည်မှုတက်တက်လားဆိုတာဝေဖန်ပိုင်းခြားဆန့်စစ်ရပါမယ်။နောက်တတိယအဆင့်ကသမိုင်းကြောင်းနဲ့ယဉ်ကျေးမှုဖြစ်ပါတယ်။ဘာသာတရားရဲ့သမိုင်းကြောင်းဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးသမိုင်းဝင်အထောက်အထားတွေ ခိုင်မာမှုရှိမရှိလေ့လာရပါမယ်။ဘာသာတရားတစ်ခုဟာဘယ်ယဉ်ကျေးမှုအခြေအနေအောက်မှာပေါ်ပေါက်လာတယ်လဲ။အဲဒီခေတ်ကာလရဲ့အခြေအနေတွေကဘာသာတရားအပေါ်ဘယ်လိုတက်ရောက်မှုရှိလဲဆိုတာစဉ်းစားရပါမယ်။ဥပမာဘာသာတရားတချို့ဟာရှေးခေတ်ကလူမှုပတ်ဝန်းကျင်နဲ့ကန့်သက်ချက်တွေကြောင့်အချို့သောအယူအဆတွေပါဝင်နိုင်ပါတယ်။နံပါတ်၄အချက်ကအတွေးအခေါ်ပိုင်းဆိုင်ရာကန့်ညင်မှုဖြစ်ပါတယ်။ဘာသာတရားတစ်ခုရဲ့အယူဝါဒတွေတင်ကြားမှုတွေဟာအသွင်းပိုင်းမှာတစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာမျိုး ်ရှိပါသလားဘာသာတရားကဘဝသေခြင်းတရားစကြဝဠာစတာတွေနဲ့ပတ်သက်ပြီးပေးတဲ့ရှင်းပြချက်တွေဟာယုတ်တိရှိပြီးလက်ခံနိုင်စရာရှိပါသလားစတာတွေပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ပါတာမဲ့တာဟာကောင်းသလားပါတာရှိတာကောင်းသလားဆိုတဲ့မိခွန်းပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီမိခွန်းကတော့ဘယ်ဟာပိုကောင်းလဲလို့တိုက်ရိုက်အဖြေပေးလို့မရပါဘူးဘာကြောင့်လဲဆိုတော့လူတဦးချင်းစီရဲ့ဘဝအတွေ့အကြုံအတွေ့အခေါ်စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအပေါ်မူတည်ပြီး क्वे ပြားခြားနားနိုင်လို့ပဲဖြစ် ဖြစ်ပါတယ်။ဘာသာမဲ့တွေရဲ့အသာချက်ကတော့ဘာသာရေးဆိုင်ရာစည်းမျဉ်းတွေကန့်သက်ချက်တွေကနေကင်းလွတ်တဲ့အတွက်လွတ်လွတ်လပ်လပ်သွေးခွန်နိုင်ပါတယ်။နောက်တစ်ချက်ကသိပ္ပံနိယအထောက်အထားတွေနဲ့စင်ကျင်တုံတရားကိုအခြေခံပြီးဘဝကိုရှုမြင်တတ်ပါတယ်။နောက်တစ်ချက်ကဘဝရဲ့အတိတ်ပင်နဲ့လောရက်တွေကိုကိုယ်တိုင်ဖန်တီးရတဲ့အတွက်ပိုမိုတာဝန်ယူတတ်ကြပါတယ်။ဘာသာရေးယုံကြည်မှု၊ကွဲပြားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပြိပက္ခတွေကနေကင်းဝေးပါတယ်။ဆက်လက်ပြီးဘာသာရှိတွေရဲ့အသာချက်ကတော့ဘဝရဲ့ခက်ခဲတဲ့အခိုက်အတန့်တွေမှာ ဘာသာရေးတွေကနေစိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ငြိမ်းချမ်းမှုကိုရရှိနိုင်ပါတယ်။နောက်တစ်ချက်ကဘာသာရေးအသိုက်အဝန်းတွေကနေလူမှုဆက်ဆံရေးနဲ့ပံ့ပိုးမှုတွေရရှိနိုင်ပါတယ်။နောက်တစ်ချက်ဘာသာတရားတွေကလူသားတွေအတွက်ကိုကျင့်တရားဆိုင်ရာလမ်းညွှန်မှုတွေစည်းမျဉ်းတွေကိုပေးစွမ်းနိုင်ပါတယ်။နောက်တစ်ချက်ကဘာသာတရားကဘဝရဲ့အတိတ်ပဲရည်ရွယ်ချက်နဲ့သိပြီးတဲ့နောက်ဘဝအကြောင်းတွေကိုရှင်းပြပေးနိုင်တဲ့အတွက်ဘဝအပေါ်အတိတ်ပဲပိုရှိတယ်လို့ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာဘယ်ဟာကပိုကောင်းတယ်ဘယ်ဟာကပိုမကောင်းဘူးဆိုတာမပြောလိုပါဘူး။ဘာကြောင့်လဲဆိုတော့လူတူဦးချင်းစီအတွဲဘဝကိုအတိတ်ပဲပြည့်ဝစေပြီးပျော်ရွှင်စေတဲ့နီးလန်းကသာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အရေးကြီးဆုံးကတော့တူဦးနဲ့တူဦးရဲ့ယုံကြည်မှုကိုလေးစားဖို့ပဲ။ ဖြစ်ပါတယ်။နေရာမှာအကြံပေးချင်တာကခမရဟာဘာသာမဲ့ဖြစ်တယ်ဆိုရင်ခမရအနေနဲ့ဘာသာမဲ့ဖြစ်ရခြင်းအာသာချက်တွေကိုပုံမခံစားနိုင်ဖို့အောက်ပါအချက်တွေကိုအကြံပေးလိုက်ပါတယ်။ဘာသာမဲ့ဖြစ်ခြင်းကဘုရားသခင်ကချက်မှတ်တဲ့ကိုခြင်းတရားမရှိဘူးဆိုပေမဲ့တင်ကိုယ်တိုင်လူသားဆန်တဲ့ဇာနာမှုတွေစင်ကျင်တုံတရားနဲ့တရားမျှသမှုကိုအခြေခံပြီးကိုယ့်ရဲ့ကိုခြင်းတရားစံနှုန်းတွေကိုတည်ဆောက်ပါ။ဒါဟာတင့်ကိုပုံမကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်စီမှာပါ။ နောက်တစ်ချက်ကကဘာကြီးနဲ့ဘဝအကြောင်းကိုသိပ္ပံနိယရှုထောင့်ကနေလေ့လာပါစာအုပ်တွေဖတ်ပါမှတ်တမ်းရုပ်ရှင်တွေကြည့်ပါဆွေးနွေးပွဲတွေတက်ရောက်ပြီးသင်ရဲ့အသိပညာကိုတိုးတက်အောင်လုပ်ပါဒါက သင်ရဲ့အတွေ့အခေါ်ကိုပုံမူကျေပြန့်စေပြီးဘဝကိုနားလည်နိုင်စွမ်းပိုကောင်းစေပါလိမ့်မယ်။နောက်တစ်ချက်ကဘာသာရေးအတိုင်းအဝိုင်းတွေမရှိပေမဲ့သင်စိတ်ဝင်စားမှုတူညီတဲ့လူမှုအတိုင်းအဝိုင်းတွေဥပမာစာအုပ်အသင်း၊ဗရဟိတအဖွဲ့အစည်း၊အားကစားအဖွဲ့ကိုရှာဖွေပြီးပါဝင်ပူးပေါင်းပါ။ဒါကသင်ကိုအထူးကြံမှုမဖြစ်အောင် ကူညီပေးနိုင်ပြီးလူမှုဆက်ဆံရေးကိုရက်ကိုတိုးချဲ့ပေးနိုင်ပါလိမ့်မယ်။နောက်တစ်ချက်ကမတူညီတဲ့ယုံကြည်မှုတွေအတွေ့အခေါ်တွေအပေါ်ပွင့်လင်းတဲ့စိတ်ထားထားရှိပါ။ဘာသာရေးကိုင်းဆိုင်သူတွေကိုနားလည်ပေးပြီးတော့သူတို့ရဲ့ယုံကြည်မှုကိုလေးစားပါ။တူဦးနဲ့တူဦးငြိမ်းချမ်းစွာ အတူရှင်တွဲနေတိုင်းဖို့အရေးကြီးပါတယ်နောက်တစ်ချက်ကဘာသာမဲ့တွေအတွေ့ဘဝရဲ့အတိတ်ပဲဟာကိုယ်တိုင်ဖန်တီးရတာပါသင်ရဲ့ဝါရဏတွေဘန်းတိုင်တွေတခြားသူတွေကိုကူညီပေးတာစတာတွေကနေဘဝရဲ့အတိတ်ပဲကိုရှာဖွေပါသင်ဘဝကိုအတိတ်ပဲပြေဝပြီးပျော်ရွှင်အောင်ကိုယ်တိုင်တည်ဆောက်ပါ နောက်ဆုံးအနေနဲ့သင်ဟာဘာသာမဲ့ဖြစ်တာကိုကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ဂုဏ်ယူပါဘာသာရေးယုံကြည်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေလူတိုင်းဟာကောင်းမွန်တဲ့လူတူဦးဖြစ်နိုင်ပြီး ောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်တယ်လို့ပြောရင်းဤကုန်းချုပ်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်